ဘုရားမြတ်စွာသာသနာတော်နဲ့ကြုံကြိုက်တဲ့အခါမှာဝါစုဥကလဆိုရင်ဝါစုသင်္ကန်းကတ်ကြတယ်။ဝါကျတဲ့အချိန်ရောက်လာပြီဆိုရင်တော့ကထိန်သင်္ကန်းကတ်လို့ချပြတယ်။ဒီနေရာမှာဝါစုသင်္ကန်းကတ်တယ်ဆိုတာပုဂ္ဂတိကမိမိတို့ကြီးညူကိုးွယ်ရာဆရာတော်တပါးဘုန်းကြီးတပါးယဟန်တပါး ဘယ်ကြောင်းတိုင်းမှာပဲဖြစ်ဖြစ်ကတ်လှူလို့ရတယ်ပေါ့အကြိမ်ကြိမ်လဲကတ်လှူလို့ရတယ်ဟောဆိုသင်္ကသို့သောဝါကျွပီဆိုတဲ့အခါတရင်ညွန်လာပြီးကြတရေနေရနေပြီးတစောင်းမုံလာပြီးနေအတွင်းမှာကထိန်သင်္ကန်းဆိုတာကြတော့ကတ်ချင်ရကတ်လို့မရဘူးကြောင်းတိုက်တထိုက်ကိုဥတီပြီးတော့ကထိန်သင်္ကန်းမှာဖျားလို့ကာရမှာဖြစ်တယ်နော်ဝါဆိုသင်္ကန်းနဲ့ကထိန်သင်္ကန်းမတူဘူး ရှမ်းကုန်မှာဆိုရင်ဝါကျွတ်ထံနဲ့ကထိန်သင်္ကန်းမှာဖရာဆို လာလာကတ်တဲ့လူတွေများနေအဲ့ဒါကြောင့်ပြောပြရတာနော်ကထိန်သင်္ကန်းဆိုတာကျောင်းတိုက်နဲ့ဆက်ဆက်ပြီးတော့ကျောင်းတိုက်တိုင်းမှာဆိုတော့တခါပဲကန်ရမယ်ပြီးတော့ပုဂ္ဂတိကကတ်လှူလို့မရဘူးတန်ဂိကပဲကတ်လှူရတာဖြစ်တယ်ပေါ့ဒါကြောင့်ကထိန်သင်္ကန်းဆိုတာအချိန်ချင်းလဲကတ်လို့မရဘူး ကျောင်းကွဲရင်တော့ဒီကျောင်းမှာကထိန်ကတ်တယ်ဟိုကျောင်းမှာကထိန်ကတ်တယ်ဒီကျောင်းတစ်ခုပဲကတ်ရမှာဖြစ်တယ်။ဝါဆိုသင်္ကန်းတော်လို့ကျောင်းတိုင်းလိုက်ပြီးတော့ဟိုပုဂ္ဂိုလ်တိုင်းလိုက်ပြီးတော့လိုက်ကတ်လို့မရဘူး။အဲ့ဒါလေးကိုတော့သတိထားဖို့ပေါ့နော်။ဝါကျွတ်ပြီးဆိုတဲ့အခါမှာတချို့ကဝါကျွတ်ရင်ကထိန်သင်္ကန်းဝါတွင်နဲ့ဝါဆိုဥဆိုဝါဆိုသင်္ကန်းဆိုပြီးတော့လိုက်လှူနေတာရှိတယ်။ အဲ့လိုမဖြစ်အောင်ကထိန်သင်္ကန်းဆိုတာတော့ကျောင်းတိုက်တိုင်းမှာတစ်ခါပဲကတ်လို့ရမယ်ကတ်တဲ့သင်္ကန်းသည်တန်ကြီးကသင်္ကန်းသာဖြစ်ရမယ်ပုဂ္ဂလိကသင်္ကန်းမဖြစ်ရဘူးဝါဇုသင်္ကန်းတော့ကြိုက်တယ်လို့ကတ်လို့ရတယ်တန်ကြီးကကကပုဂ္ဂလိကကကသို့သောကထိန်သင်္ကန်းဆိုတာတော့တန်ကြီးကဆစ်ဆစ်ဖြစ်ဖို့လိုတယ်အဲ့ဒါကြောင့်မလို့ခုလို့ ဖိနိုင်ရသည်ရောက်လာတဲ့အခါမှာတရင်ညွန်လာပြီးရတနေ့ကနေစပြီးတော့တဇောင်းမုန်လာပြီးအတွင်ကထိမရသေးတဲ့ចောင်းတိုက်ကထိမခင်းရသေးတဲ့ចောင်းတိုက်ဆိုရင်တော့ကတ်ခွင့်ရှိကထိခင်းပြီးသားចောင်းတိုက်မှာထပ်ပြီးကတ်ခွင့်မရှိဘူးသို့တော့ဒီကပိသားကထိကိုနှုတ်ပြီးတော့ခင်းရတယ်ဆိုတာလဲဆိုရှိတယ်သို့တော့ចောင်းတိုက်တစ်တိုက်မှာကထိဆိုတာတစ်ခါပဲခင်းရတာဖြစ်တယ်ပေါ့နော် <laughs> ထိန်ဆိုတာတခါလည်းပဲခရံတော့တန်ကြီးကအခြားကြီးရဲ့ကျင့်နဲ့မြတ်စွာဘုရားခွင့်ပြုတာဖြစ်လို့ကထိန်သင်္ကန်းဆိုဒီမှာတန်ဃာတော်တွေအတွက်သာလေထူခြားတဲ့အခွင့်အရေး၅မျိုးပေးထားတာလေးဖြစ်တယ်ပေါ့တဂါရကမတွေနေနေကတော့ဝါစုသင်္ကန်းပဲကက်ကက်ကထိန်သင်္ကန်းပဲကက်ကက်သာသနာတော်နဲ့ဆက်ပြီးတော့တခြားကောင်းမှုတွေပဲပြုပြုဌာနကောင်းမှုပြုလို့ချင်းဟာတော့ မိမိတို့စေတနာစွာအာကြည်မာပြီဆိုလို့ရှိရင်အနုတ္တရံပုံညာခိတံလောကတသာသနာတော်မှာရှိတဲ့တန်ခါကိုယေစုပြီးတော့ကတ်တဲ့ကုသိုလ်မှန်သမျှဟာဒီမြေကောင်းရေကောင်းပေါ်မှာကုသိုလ်ပင်စိုက်ပျိုးခြင်းပဲဖြစ်တယ်ပေါ့ကုသိုလ်ပင်စိုက်ပျိုးတယ်ဆိုရင်တဏ္ဍာကောင်းမှုရဲ့အဓိကအကျိုးကတော့ဒါနတံပူတာလိဘောဂာနေလူတွေရရှိ ခံစားထားကြတယ် ဥပမာပဲဘုန်းကြီးတို့တွေဒီဘဝမှာသာဝတိရေပြည့်စုံပြီးအသုံးဆောင်နေရရှိနေခြင်းဟာဒါနသံဗုဒ္ဓနိအတိတ်ကလုပ်ခဲ့တဲ့ဒါနကောင်းမှုနဲ့အကြောင်းမကင်မှုအဲ့ဒါတွေကြောင့်ရတယ်လို့ဆိုလိုတယ်ဒီနေရာမှာကိုယ့်ဘကိုရှာလို့ရတယ်လို့ပြောမယ်ဆိုရင်လည်းပဲအတိုင်းတာတစ်ခုတော့မှန်းနေကိုယ့်အမိကပေးလို့ကိုမိဘကပေးလို့ရတယ်ဆိုရင်လည်းအတိုင်းတာတစ်ခုတော့မှန်းနေ သို့သောတကယ်အကြောင်းရင်းကတော့ဒါနကောင်းမှုရှိတဲ့ပုဂ္ဂိုလ်သားရတာမိဘပိုင်တဲ့ပစ္စည်းပဲဖြစ်စေဒါနကောင်းမှုမရှိခဲ့တဲ့သာသမိဟာအမွေခံလို့မရဘူးအမွေခံမဖြစ်ပြန်ဘူးမိဘအမွေလဲလူတိုင်းရကြမှာရတယ်မလိုအပ်လို့မရတာတမျိုးလူရဲ့သားနဲ့မရတာတမျိုးအဲ့လိုမျိုးမျိုးရှိတဲ့တည်းပဲ ဒါနကောင်းမှုရှိခဲ့တဲ့ပုဂ္ဂိုလ်စီမှာပြရှင်ဥစ္စာဆိုတာစုပုံပြီးတော့ရောက်လာတတ်တယ်။ဘသူတွေပဲရှာထားထားဒါနကောင်းမှုရှိတဲ့ပုဂ္ဂိုလ်စီမှာ ကုသိုလ်ကောင်းမှု အကျိုးတရားတွေစည်စိမ်ဥစ္စာတွေဆိုတာရောက်ရှိပြီးတော့လာတတ်တယ်ပေါ့နော်။ကိုရှာလို့ရတာကိုရဲ့လုံလဆွာပညာဆွာနဲ့ရတာရှိတယ်။သို့တော့လူတိုင်းဟာ လုံလထုတ်ပြီးရှာမယ်ဆိုရင်တော့ရှာတိုင်းရသလားလို့ဆို ကံပေးသလောက်တော့မရဘူးပေါ့နော်ကုသကံကဖြစ်လာပြီဆိုလို့ရှင်တော့ကုန်ရဒီကုသကံပေးတယ်ဆိုတာဟာဒီအတ္တမစမ်းကြဲတယ်ဒီကုသကံကုန်သွားပြီဆိုလို့ရှင်လေရှိသရပစ္စည်းတွေဟာတဲတဲ့ရေသွန်းသလိုရှုလျော့ချဆင်းပြီးပျောက်ကွယ်သွားတယ်ဘယ်ကနေဘလို့ပျောက်လို့ဘယ်ကနေဘလို့ဆုံးရှုံးမှမသိဖြစ်တတ်တယ်ပေါ့နော်ယတာကမ္မခယောဟောတိတတာ သဗ္ဗံဝိနတတိကံကုံသွားပြီဆိုလို့ရှင် ကုသကံကုံသွားပြီဆိုလို့ရှင်လူတွေဟာဘာလုပ်လို့အောင်မြင်မှုမရဘူးတဲ့ခက်ခဲတွေနဲ့ပဲကြုံတွေ့ကြတယ်အောင်မြင်မှုရနေခြင်းဒီပင်နေကံတရားကမျက်နှာသာ ပေးနေသေးတယ်လို့ဆိုအားမှာဖြစ်တယ်အကြောင်းအကျိုးညီညွတ်နေသေးလို့ရှင်ရတယ်ဒါကြောင့်မို့အဓိကအကြောင်းဖြစ်တဲ့ကုသကံကောင်းအောင်လုပ်ကြတယ်အခါအားလျော်စွာ သာသနာတော်မှာမိမိတို့ရဲ့ဆန္ဒလည်းရောက်ဒါနကောင်းမှုတွေလုပ်ကြတယ်လူတန်းတဲ့ထဲမှာတော့ဒါနကောင်းမှုတွေမှာတော့စတုဒ္ဓိတသံဃာကိုယေရှုပြီလူတန်းတဲ့ကြောင်းအလှကတော့မျက်ဆုံးလို့ဆိုတယ်။ဘာကြောင့်မျက်တလဲလို့ဆိုရင်ကြောင်းအလှကရှည်ချားစွာအာယုပြုလို့ရလို့မျက်တယ်လို့ပြောရမှာဖြစ်တယ်။ဆွမ်းလူတို့သင်္ကန်းလူတို့တခြားလူတွေဟာခိတ္တခဏပဲပျောက်ကွယ်သွားလို့ရှိကြတယ်ပေါ့။ ေးចောင်းလူကြတော့အချိန်အယုံပြုရလို့ဒါပြင်ចောင်းလူတဲ့မြတ်တဲ့ကောင်းမှုဆိုတာရောမရှိဘူးလားလို့ဆိုရင်တရဏဂုံဆောက်တည်တဲ့ကုသိုလ်ကြတော့ចောင်းအလှတာလည်းပုံမြတ်သွားပြန်ရောအဲ့တော့ငွေကြေးတနာပြည့်စုံသည်ဖြစ်စီမပြည့်စုံသည်ဖြစ်စီကုသိုလ်ကိုလိုချင်တယ်ဆိုလို့ရှိရင်အရောကုသိုလ်ကောင်းမှုဆိုတာရနိုင်တယ်ပေါ့နော်ပစံရှိမှကုသိုလ်ရတာလို့ပစံမရှိတဲ့လူကဒိုးတော့မရှိလို့ကုသိုလ်မရပါဘူးလို့မအောင်မေ့လေနဲ့ အစမရှိဘဲနဲ့ရတဲ့ကုသိုလ်အတောင်ပူကြီးနေသေးတယ်လို့ပြောရမှာတရဏဂုံဆောင်းတိလိုက်မယ်ဆိုရင်ကြောင်းလှူရတယ်မြတ်တယ်လို့ဝေလာမတုံမှာဟောထားတယ်တရဏဂုံသုံးမဆောင်းတိတာတဲ့တရဏဂုံရှိပြီးတော့သီလမရှိတဲ့ပုဂ္ဂိုလ်နဲ့ဆိုင်သီလရှိတဲ့ပုဂ္ဂိုလ်ကပုံမြတ်ပြတယ်ပေါ့တခါအဲ့ဒီတဲ့ပို့ပြီးတော့ကောင်းတဲ့ကုသိုလ်ကောင်းမှုကတော့တမထချင်းစင်နဲ့မှာဝိပတ်တမထ ဆိုတဲ့ဘာဝနာအချက်ပဲဖြစ်တယ်ဒါကတော့မေတ္တာဘာဝနာပွားတာကိုပြောတယ်နော်မေတ္တာဘာဝနာပွားမယ်ဆိုလို့ရှိရင်ခန္ဓာကထပ်ပိုးပြီးတော့ပြောမယ်ဆိုရင်လုံးလို့ရတဲ့ကုသိုလ်တွေမှာဆိုရင် အစင်မြင့်တဲ့ကုသိုလ်တခုရတယ်လို့ဆိုလို့တယ်ကျောင်းလူတဲ့ကုသိုလ်တွေလည်းတားတယ်သင်္ကန်းလူတဲ့ကုသိုလ်တွေလည်းတားတယ်အားလုံးတရဏဂုံသီလဆိုတဲ့ကုသိုလ်တွေလည်းတားသွားပြီးတော့အဲ့ဒီပေါ်မှာတဆင်ချင်းတိုးတက်သွားတဲ့ သဝထဘာဝနာမေတ္တာကုသိုလ်မြတ်စွာဘုရားကချီးမွမ်းတယ်ဒီနေ့ခေတ်မှလည်းပဲတတိထားဖို့ပေါ့ဒါနာကောင်းမှုလို့သီလစောင့်တိချကဝထဘာဝနာပွားများချဆွဲထည့်မယ်ရည်ရွယ်ချက်အစိတ်အမှန်နဲ့ကိုယ့်ရဲ့ရင်နဲ့နှလုံးနဲ့ရောက်အောင်လှုပ်ဖို့လိုတယ်ပေါ့ဘုမို့မဟုတ်လို့ရှိရင်အတိတ်တခြား လိုက်နာဆောင်ရွက်မှုတွေတခြားဖြစ်တတ်တယ်။မေတ္တာဘာဝနာလို့ဆိုတာဘာကြောင့်မေတ္တာဘာဝနာ ပွားရတယ်လဲလို့ဆိုရင် ရှင်ထဲမှာရှိတဲ့အမုန်းတရားပြောင်းအောင်ပွားတာဖြစ်တယ်။ဒီကနေ့ခေတ်လူတော်တော်များများကချမ်းသာခြင်းလို့မေတ္တာပွားနေကြတာဖြစ်တယ်။ချမ်းသာခြင်းလို့မေတ္တာပွားတော့ရှင်ထဲကအမုန်းကိုမထီဘူးဖြစ်တယ်။အမုန်းတရားကိုရှင်ထဲမှာထားပြီးတော့မေတ္တာပွားနေရင်ဘယ်တော့မှချမ်းသာမှာမဟုတ်ဘူး။ဒါကြောင့်မို့ ရှင်တဲကဒေါသဆိုတာကိုယ့်ရင်ထဲမှာရှိတဲ့ဒေါသကိုပြောတာသူများကကိုယ်မုံညင်မုံမမုံညင်နေကိုယ့်ရင်ထဲမှာအမုံကင်းစင်ဖို့မေတ္တာပွားရမယ်မေတ္တာနဲ့ကိုယ့်ရင်ထဲကအမုံတရားဒေါသကိုဖယ်ရှားနိုင်ဖို့မေတ္တာပွားတယ်လို့ဒီလိုမှတ်ရမယ်နော်အဲဒါကြောင့်မို့ရသဗျာကလည်းမေတ္တာဘာဝေတ္တဘာဒေါသတ္တဘာဟာနာယ ဒေါသတမိမိရဲ့ယင်ထဲမှာရှိတဲ့အမုန်းတရားကိုဘာနာရဖယ်ရှားပစ်နိုင်ဖို့ရမေတ္တာဘဝိတ္တဘာမေတ္တာကိုဖြစ်စေတိုးပွားစေရမယ်လို့ဆိုတာအေးအဲ့ဒီဟာနဲ့လွဲမှားပြီးတော့တပည့်တော်ချမ်းသာအောင်နေကောင်းမေတ္တာပို့ပေးပါဖရာဆိုတာ၄လဲတည်ပြီးတော့ရည်ရွယ်ချက်နဲ့မကိုက်ချင်နော်ချမ်းသာခြင်းလို့မေတ္တာပို့တယ်ဆိုတာ၄လဲရည်ရွယ်ချက်နဲ့မကိုက်ချင်ရှင်တွေကအမုန်းကိုသိမ့်ပြီးချမ်းသာဖို့ဆိုတာမရနိုင်ဘူးနော် ကိုယ်ရင်ထဲမှာရှိတဲ့အမုန်းတရားကင်းဖို့မေတ္တာပွားတယ်လို့မူရင်းကိုမှတ်သားထားပြီးတော့မေတ္တာဘာဝနာ ပွားချရမှာဖြစ်တယ်။ဒါကကိုယ်ဘဝနေစဉ်ဘဝမှာအရေးကြီးတာ။အခုလိုကထင်ခေတ်ကာလမှာကထင်သင်္ကန်းလှူတယ်။ဝါစုကာလမှာဝါစုသင်္ကန်းလှုပ်တယ်။အခြားအချိန်တွေမှာလည်းကုသိုလ်ကောင်းမှုတွေလှုပ်ကြတယ်။နေစဉ်နဲ့အမျှကိုယ်အိမ်မှာကိုယ်ွယ်ထားတဲ့ဖရာစီမီပန်းရေချမ်းလှူတာကအစ။နေစဉ်တန်ဃာတော်တွေအတွက်ပိဏ္ဍပတ်ဆွမ်းလောင်းတာကအစ။ ကိုယ်အတွက်မှာ၄၀နဲ့အများကုသိုလ်တွေရနေတာ။အမှတ်တမဲ့မလုပ်ဖဲနဲ့ဒီစီးပွားရေးရှာတဲ့စီးပွားရေးဆန်ဆန်ဒီအကျိုးအမြတ်ကိုတတ်တတ်ဖို့လိုအပ်တယ်ပေါ့နော်။ဒီနေ့ကုသိုလ်ကောင်းမှုတွေငါဘယ်လောက်လုံးမိသလဲဆိုတာ။တရတလေကုသိုလ်ကောင်းမှုမလုံးမိဘူးဆိုရင်လူဘဝဖြစ်ရတာဒီနေ့အတွက်တော့တမိုးမရှိဘူးလို့ပဲဒီလိုပဲတွေ့ရမှာဖြစ်တယ်။ ဘာကြောင့်လို့ဆိုရင်ကိုလူ့ဘဝရောက်လာတာဒါနကောင်းမှုသီလကောင်းမှုကိုခြေပြုပြီးတော့ရောက်လာတာအဲ့ဒီဒါနကောင်းမှုသီလကောင်းမှုကိုပြန်လေးဖြည့်တင်းရမယ်ဆိုတာကိုမမေ့သောအပမရတရားဖြင့်အမြဲတမ်းတတိရှိပြီးကြိုးစားအထောက်အပံ့ဖြစ်တယ်တဘောကတသက်တာလုံးအတွက်ပြောရမယ်ဆိုလို့ရှိရင်မြတ်စွာဘုရားဟောတဲ့တရားကို လူတွေလူလောကကြီးတစ်ခုလုံးကိုကြည့်ကိုယ်တည်းပဲထဲမှာပါတယ်လဲဆိုတာ မြတ်စွာဘုရားကဘာဆုံးမတယ်လဲဆိုတာကိုဒီဒေသနာတော်လေးနဲ့မှတ်သားထားကြည့်မြတ်စွာဘုရားကဟောတယ်ကံကြမ္မာရဲ့သို့မဟုတ်ကံရဲ့သဘာဝတရားဘုန်းကြီးတို့တွေနေစဉ်စိတ်ကူးနေကြတယ်ပါဇက်ကနှုတ်ကထုတ်ဖို့ပြောဆိုကြတယ်ကိုဒီလည်းရောလှုပ်ကြအဲ့ဒီစိတ်ကူးကြံစည်မှုနှုတ်ကထုတ်ပြောမှုကိုဒီလည်းရောလုံးမှုတွေဟာကံအဖြစ်သို့ရောက်ရှိနေကြတယ် နေစနေမြကိုတိတိမတိတိကိုရင်နဲ့နှလုံးထဲမှာကံတရားတွေဟာရောက်အဲ့ဒီကံတရားတွေဟာနှမျိုးရှိတယ်ကုသိုလ်ကံနဲ့အကုသိုလ်ကံကုသိုလ်ကံကကောင်းကျိုးကိုပေးမှဖြစ်ပြီးအကုသိုလ်ကံကမကောင်းကျိုးကိုပေးမှပဲဖြစ်တယ်အဲ့ဒီကံရဲ့တဘာဝတရားကိုလက္ခဏာဘုရားဘာသာရဲ့အခြေခံအကြောင်းတရားဖြစ်တယ်ပေါ့နော်ကိုကိုအမတ်တမဲမနေနဲ့ ငါလုံးနေတာကံနေလုံးနေတာကောင်းတဲ့ကံလားဆိုတဲ့ကံလားသိဖို့လိုတယ်ပေါ့စိတ်ကူးယုံနေတယ်မဲအကုသိုလ်ဖြစ်တာရှိတယ်စိတ်ကူးယုံနေပဲကုသိုလ်ဖြစ်တာရှိတယ်အဲ့ဒါကိုသတိထားဖို့မနောကံဆိုတာအလွန်သိမ်မွေ့တယ်စေရဏဟံဘိခွေ ကမ္မဝရမိလို့ဆိုကြတော့လဲပဲစေရဏတခုတည်းကိုကံပြောတာမဟုတ်ဘူးမနောကံတို့ကြတော့စေရဏမပါဘဲနဲ့လည်းကံဖြစ်တယ်နော်အထူးသဖြင့်သိမ်မွေ့တဲ့ မနောကံအကုသိုလ်ကဘာလဲလို့ဆိုလို့ရှိရင်အလုံးကိုသိမ်မွေးတယ်ဟာတမလွန်ဘဝကိုမယုံပါဘူးကောင်းတာလုပ်လဲကောင်းတာမဖြစ်ပါဘူးဆိုတဲ့မိစ္ဆာဒိဋ္ဌိအမြင်ပဲဖြစ်တယ်နော်မိဘကို ပြုစုလို့ကျွင်းလို့အကျိုးမရှိပါဘူးမိဘကိုစော်ကားရင်လည်းအပြစ်မဖြစ်ပါဘူးလို့နောက်ဘဝဆိုတာမရှိဘူးကုသိုလ်အကုသိုလ်ရဲ့အကျိုးမရှိဘူးလို့ဆိုတဲ့ဒီအမြင်ကိုကို့အမြင်ကိုဒီ လက်တွေ့ကြတဲ့အမြင်လို့ထင်ကောင်းထင်နေကြလိမ့်မယ်အဲ့ဒီအမြင်မျိုးကိုလက်ခံယုံကြည်ကျင့်ပြီဆိုရင်တော့အဲ့ဒါမိစ္ဆာဒိဋ္ဌိပဲမနောကနဲ့မိစ္ဆာဒိဋ္ဌိအဲ့ဒီမိစ္ဆာဒိဋ္ဌိကစေရဏမပါပေမဲ့ကံဖြစ်သွားတယ်အဲ့ဒီကံကအဆိုးဆုံးကံလို့ဒီလိုမှတ်ရအဲ့မနောကနဲ့မှာပဲသူများပစ္စည်းကိုကြည့်ပြီးလောဘတက်ပြီးကိုယ်ပစ္စည်းဖြစ်ခြင်းနဲ့အတွေးတွေအပိ္ပစာ ကိုနဲ့မတည့်တဲ့လူတယောက်ဒီလူဒုက္ခရောက်သွားရင် ကောင်းမှာပဲခုခေတ်ဆိုရင်တူတယောက်ဒုက္ခရောက်ဖို့အတွက်တိုင်ရတယ်တောကြတယ်ခေတ်စကားနဲ့ပြောကြရင်အချွန်နဲ့မကြတယ်လို့ဆိုမျိုးတွေပေါ့နော်လူတယောက်ဒုက္ခရောက်အောင်ချွန်တွန်းလှုပ်တာတရားအဲ့ဒါတရားဒီစိတ်ထဲကဖြစ်ယုံနေတယ်ဒီလူဒုက္ခရောက်သွားပါစေဆိုရယ်စိတ်ထဲကဖြစ်ယုံနေပဲဖြာပါထားဆိုရယ်ဒေါသအကုသကံဖြစ်သွား အဲ့ဒါစေတနာမဟုတ်ဘူးဒေါသသာဖြစ်တယ်။လောဘကလည်းပဲကံဖြစ်တယ်ဒေါသကလည်းကံဖြစ်တယ်ဒိဋ္ဌိကလည်းကံဖြစ်တယ်။အဲ့တော့အဲ့ဒီအကုသိုလ်ဘက်ကကံဖြစ်တယ်လို့ပဲအနာဘိဇာဆိုတဲ့အလောဘလူကျင်တန်းကျင်နေ generosity ဆိုရရောတယ်ပေးတယ်ကမ်းတယ်ဆိုတဲ့အလောဘသူများပစ္စည်းကိုမတရားမယူဘူးပေးဖို့ပဲစဉ်းစားတယ်ဆိုအလောဘ လူတစ်ဖက်သားကို မုံတီးတယ်ပျက်စီးစေလို့တဲ့စိတ်မရှိဘူးကင်းတယ်အပြပါဒအာရောသဆိုတဲ့မေတ္တာဖြစ်တယ်အဲ့ဒီအာရောသဆိုတဲ့မေတ္တာလေမနောကံစေရနာလို့ခေါ်တယ်ဒါကြောင့်မို့ခုနမေတ္တာပို့ပြီးဆိုရင်ကံဖြစ်နေတယ်အဲ့ဒါနော်ကုသိုလ်ကံဖြစ်နေတယ်သမ္မာဒိဋ္ဌိကံကံရဲ့အကျိုးကိုရှိတယ်လို့လက်ခံတယ်မိဘကိုပြုစုလို့အကျိုးရှိတယ်လို့လက်ခံတယ်နောင်ဘဝဆိုတာရှိတယ်လို့လက်ခံတယ် ကောင်းမှုမကောင်းမှုတို့ရဲ့အကျိုးဆိုတာရှိတယ်လို့လက်ခံတယ်။လူမှုတန်းမှုရဲ့အကျိုးရှိတယ်ဆိုတာလက်ခံတယ်ဆိုရင်အဲ့ဒီလက်ခံတဲ့မကန်တဲ့အမြင်နှစ်ချိုက်တဲ့အမြင်ဟာတမ္မဒိဋ္ဌိလို့ခေါ်တယ်။အဲ့ဒီတမ္မဒိဋ္ဌိကလည်းကံဖြစ်တယ်ဆိုတာသတိထားပါဒီစင်မှာတာမန်လေးတွင်ကိုအတွေးလေးတွေးပြီးတော့ဟိုအကုသိုလ်ဖြစ်တဲ့လူတွေရှိတယ်လို့အတွေးလေးနဲ့ကုသိုလ်ဖြစ်နေတာတွေလည်းရှိတယ်။အဲ့ဒါကအလွန်သိမ့်မွေးတယ် တခြားကာယကံဝစီကံကုသိုလ်အကုသိုလ်တွေကထင်ရှားသေးတယ်ထားဒီနေ့ဒီမနောခံကြတော့မတန်သက်သိမ့်မွေးလို့ကံဖြစ်မှမသိဖြစ်နေတယ်ကောင်းပြီဘုန်းကြီးတို့တွေနေစင်တဲ့ဘဝစိတ်ကူးမှု ပြောဆုံးမှုလှုပ်ဆောင်မှုတွေဟာကံဖြစ်နေတယ်ဒါကိုမြတ်စွာဘုရားကဥပ္ပပုံဉ္စပပင်းစယမစ္စောကုရုတေဣဒလက်ရှိဘဝမှာတဲ့တရားတွေဟာ ကုသိုလ်လည်းလုပ်တယ်အကုသိုလ်လည်းလုပ်တယ်ဒါနေ့စဉ်ရင်ထဲမှာဖြစ်နေဒီရင်ထဲမှာကုသိုလ်တွေလည်းဖြစ်နေကြတယ်အောက်သူတွေလည်းဖြစ်နေအဲ့ဒီဖြစ်နေတာသူကသူဖြစ်ယုံနေပြီးတာမဟုတ်ဘူးတင်ကြီးတတသကံဟောတိအဲ့ဒီဖြစ်မှုတွေဟာကိုပိုင်ပစ္စည်းတွေဖြစ်သွားတယ်ကိုပိုင်နေဆိုကိုနဲ့ပဲပတ်သက်နေတယ်တောင်းဝန်ယူရတော့မှဖြစ်တယ်ပေါ့နော် အခုခေပြောနေတဲ့တာဝန်ယူမှုတာဝန်ခံမှုဆိုတာဝန်မယူကျွန်လို့မရဘူးကိုနဲ့ပဲပတ်သက်သွားပြီကိုရင်နဲ့ဖြစ်တာကိုပဲကောင်းရင်လည်းကိုမကောင်းရင်လည်းကိုအဲ့ဒါကိုကိုကိုဥစ္စာလို့ပြောတာနော်ကမ္မတကတာတတ္တကမ္မတကတတ္တသဗ္ဗိတတ္တကမ္မတကအဲ့ဒီမှာသရဝမန္တမယဟာနေ့စဉ်တွေးတောပြောဆိုလှုပ်ဆောင်မှုတွေဟာ ရှင်နေကံအနေနဲ့ဖြစ်သွားပြီအဲ့ဒါကိုနဲ့သာကိုစားလိုက်တဲ့အစာသည်ကိုကိုဒုက္ခပေးမဲ့အစာဆိုရင် ကိုခံရမယ်ကိုကိုချမ်းသာစေတဲ့အစာဆိုရင်လည်းကိုချမ်းသာမယ်အဲ့ဒါလိုပဲရှင်နေရောက်သွားတဲ့ထိကန်းနေဟာ ကို့အတွက်မှာဒီအကျိုးပေးမဲ့အရာတွေဖြစ်နေပြီအမှတ်တမဲ့မနေနဲ့လူတိုင်းလူတိုင်းဟာတွိုင်းလိုင်းဆိုင်းတောင်းရင်းနဲ့ဒီကံนี่ဖြစ်နေတယ်ဆိုတာတတိထားကြည့်နေเนาะ အဲ့ဒီမှာ တင်ညိတတတကံဟောဒီအကောင်းပဲဖြစ်ဖြစ်ဆိုးပဲဖြစ်ဖြစ်လူတွေကတွေးပြီးတော့နေကြတာအာလူတယောက်ကိုဒုက္ခရောက်အောင်တွေးနေရင်လည်းတကံဖြစ်နေပြီ သူများပစ္စည်းကိုယူဖို့တွေးနေရင်လည်းကံဖြစ်နေပြီအဲ့ဒီအတွေးတွေကအစနှုတ်ကပြောတာတဲ့တွေးလှုပ်တာဆိုတာဒီအထိကံတရားတွေဖြစ်နေကြတယ်အဲ့ဒီကံတရားတွေဟာကိုယ်နဲ့သာသက်ဆိုင်တယ် ကိုနဲ့သာသက်ဆိုင်တာဒီဘဝတည်းသက်ဆိုင်တာလားလို့ဆိုမဟုတ်ဘူးတင်စအာရာယခစ္စတိအဲ့ဒီကံတွေကိုကိုနဲ့အတူပါသွားမှာကံတွေကိုယူသွားရမှာဖြစ်တယ်ယူသွားရမှာဆိုတာယူခြင်းယူမယူခြင်းတွေပါနေမှာပဲကိုနဲ့ဆိုလိုတယ်ဆာယဝအနပါယိနီအရေးဟာလူသွားတဲ့နေရာမှာအရေးဆိုတာထားပြခဲ့လို့မရဘူးပါသွားတာပဲเนาะလူရဲ့အရေးဟာပါနေမှာပဲ အဲ့ဒါလိုပဲဒီကံတွေကကိုကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေကိုယ်ရင်နဲ့ဖြစ်သွားတာကိုနဲ့သာသက်ဆိုင်တယ်။သွားလေရဘောကတန်တရားမှာပါနေမှာပဲဖြစ်တယ်။ပါနေမှာဖြစ်သည့်အတွက်ကြောင့်ရှောင်လွဲခြင်းလို့မရဘူး။မကောင်းတဲ့ကံဆိုရင်လည်းမကောင်းကျိုးတွေခံရမှာပဲ။ကောင်းတဲ့ကံဆိုရင်လည်းကောင်းကျိုးချမ်းသာတွေရမှာ။ဒါကံကြမ္မာရဲ့သဘောတရား။အဲ့ဒါကိုသတိထားဖို့။အဲ့တော့မြတ်စွာဘုရားကဆုံးမတယ်။ဟုတ်ပြီ။လောကကြီးတစ်ခုလုံးကို အခုလိုလူတွေရဲ့ တဏ္ဍမှာဖြစ်ပေါ်နေတယ်ကန္တရာကလွှမ်းမိုးချုပ်ကင်ထားပြီဆိုလို့ရှိရင်ဘာလုပ်ရမလဲဘာလုပ်သင့်တယ်မြတ်စွာဘုရားကဆုံးမထားမလုပ်သင့်တာနဲ့လုပ်သင့်တာဒီတစ်ခုဟောမှာနံပါတ်1ကရှောင်းရမှာကိုပြောမယ်နံပါတ်2ကလှုပ်ဆောင်မှာကိုပြောတယ်ရှောင်းရံနဲ့ဆောင်းရံဒီတစ်ခုပဲရှိတယ်ဒါကြောင့်မို့ပထမရှောင်းမှုမြတ်စွာဘုရားဘာပြောလဲဆိုရင်အတ္တနေစေပြန်စဉ္ညာနန္နပပိနတန်ယူစေတယ် မင်းကိုကိုကိုတမိုးထားသလားကိုကိုကိုတမိုးထားတယ်ဆိုလို့ရှိရင်နာနံဘပိနတန်ယူစီကိုရင်နဲ့နှလုံးထဲမှာမကောင်းတာတွေမရောက်စေနဲ့လို့ဆိုလို့အကုသိုလ်အတွေးတွေအကုသိုလ်ဖြစ်မဲ့အပြောတွေအကုသိုလ်ဖြစ်မဲ့အလုပ်တွေအဲ့ဒီစေတနာတွေကံတွေကိုရင်ထဲမှာမရောက်စေနဲ့လို့ပြောတယ်နော်ဘာကြောင့်ယသော်ပြားက ဒီတွေ့ဒီပြောဒီအလုပ်ကမလုပ်နဲ့မကောင်းတာတွေမဖြစ်စေနဲ့လို့ဘာကြောင့်ပြောတော့ဆိုရင်နာဟိတံသူလဘဟောတိသူခံဒုက္ကတာကာရိနာမကောင်းတာလုပ်ပြီးချမ်းသာဒုက္ခရဖို့ဆိုတာလွယ်တဲ့အရာမဟုတ်ဘယ်တော့မှမရနိုင်ဘူးလို့ဆိုလို့လွယ်လည်းကိုရလာမှာမဟုတ်ဘူးမကောင်းတာတွေလုပ်ပြီးလောကလူတွေကမကောင်းတာလုပ်ပြီးကြီးပွားနေတဲ့လူတွေကိုကြည့်ပြီးတော့ဒီလူတွေကမကောင်းတာလုပ်လို့ကြီးပွားတယ်လို့ထင်နေကြတာမဟုတ်ဘူး တခွဲ့ကျော်ရှုပ်ဝဲနေတဲ့အတိတ်ကအကြောင်းတရားတွေရှိတယ်ပေါ့အဲ့ဒါကိုလူတွေကမမြင်ဘူးပစ္စုပန်မကောင်းတာလုပ်နေတာဟုတ်တယ်အဲ့ဒီကံရဲ့အကျိုးကြောင့်ဖြစ်တာမဟုတ်ဘူးအတိတ်ဘဝကကောင်းတာတွေလုပ်ခဲ့တဲ့အကျိုးကိုခံစားနေရတာသာဖြစ်တယ်ဒီနေရာမှာကံကြမ္မာကိုမျက်စိလဲသွားရတဲ့ပေါ့အဲ့ဒါကိုမလဲအောင်သတိထားဖို့ဘာကြောင့်လဲလို့ဆိုရင် ကောင်းကျိုးချမ်းသာမှန်သမျှကုသိုလ်ကံရဲ့အကျိုးပြည့်ကြီးလက်ခံမလွဲဘူး မကောင်းတဲ့အကျိုးမှန်သမျှအကုသိုလ်ကံရဲ့အကျိုးဆိုတာဒါကတော့လုံးဝလွယ်မမှုမရှိတဲ့ကံကြမ္မာရဲ့တဘာဝပဲနော်ဒုတိယအထင်မှကြတော့မကောင်းတာလုပ်ပြီးတော့လဲချမ်းသာနေရင်မကောင်းတာအလဲကောင်းကျိုးပေးတယ်လို့ထင်နေတယ်ကောင်းတာလုပ်တဲ့လူတွေဆင်းရဲမွဲတေနေတဲ့အခါကျတော့ကောင်းတာလုပ်တာအလဲကောင်းကျိုးမရဘူးဒုက္ခရတယ်လို့ဒီလိုထင်နေတယ်ဒါအထင်မြတာဖြစ်တယ်တကယ်တဘာဝအစစ်ဟာ အဲ့ဒီလိုမဟုတ်ဘူးလို့ဆိုလို့နော်ကောင်းတာလို့ရင်ကောင်းကျိုးပဲရတယ်မကောင်းတာလို့ရင်မကောင်းကျိုးရတယ်ဆိုတော့ကိုပုံသေးကားချက်မှတ်ထားမှာဖြစ်တယ်အတိုင်းတာကျင်တာกว่าတာဖြစ်တယ်နော်ဟုတ်ပြီဒါကြောင့်မို့မြတ်စွာဘုရားကကိုကိုကိုမြတ်လို့တမိုးထားတယ်ဆိုရင်ဘယ်တော့မှမကောင်းတာမဖြစ်စေနဲ့အကုသိုလ်တွေကိုရှောင်ခိုင်းတာဘာကြောင့်ရှောင်အောင်မလဲလို့ဆိုရင် အကုသိုလ်လုတ်ပြီးချမ်းသာဒုက္ခရရတယ်ဆိုတာမဖြစ်နိုင်ဘူးမလွယ်ဘူးလို့ဆိုလို့ဒါကမလို့ရမှာ လောရမှာကြတော့ဘာတော့တတ္တမကရိယကလျာဏနိစ္စယံတံ္မာယိကပုံညာနိပရလောကသမေပဋိဌာဟောတိပါဏိနာလောရမဲ့ကိစ္စကတော့မျက်မှောက်အကျိုးတမလွန်အကျိုးတို့ကိုတိုးပွားအစေတတ်တဲ့ကောင်းကျိုးချမ်းသာတွေကိုတိုးပွားစေတတ်တဲ့ကုသိုလ်ကောင်းမှုဆိုရင်ဘာပဲလုပ်လို့လုပ်ကြိုးစားပြီးတော့လုပ်အခုလိုကတိန်ခင်းနေဝါစုသင်္ကန်းမှာဝါစုဥမာဝါစုသင်္ကန်းကတ်တယ်တခြား အလူတန်းတွေလှုပ်တယ်ဘာပဲဖြစ်ဖြစ်တဏ္ဍာကောင်းမှုလှုပ်တယ်သတင်းသီလစောင့်တည်ပြီးတော့သီလကောင်းမှုလှုပ်တယ်တရားဓမ္မနာတယ်ဘာဝနာကောင်းမှု မေတ္တာပွားတယ်ဘာဝနာကောင်းမှုဝိပဿနာတရားထုတ်တယ်ဘာဝနာကောင်းမှုစာတွေလှုပ်တယ်အဲ့ဒီလှုပ်သမျှကုသိုလ်ကောင်းမှုတွေဟာတကယ်ကို လောကမှာ ကိုယ်အတွက်ချမ်းသာဒုက္ခပေးမဲ့အရာတွေသာဖြစ်တယ်အထူးသဖြင့်ကုသိုလ်ကောင်းမှုဆိုတာပုံညာနိပြလောကတမေ ဓမ္မလောကရောက်လာလို့ရှိရင်ပဋိဋ္ဌာဟောတိပါနေတယ်သရဝါရီအတွက်အာဟုယဖြစ်ဆုံးပဲဖြစ်တယ်ဒီနေရာမှာစဉ်းစားကြည့်ရရသော်ဘုရားကပရလောကမှာ အာဟုရတယ်ဆိုတော့လက်ရှိဘဝမှာအာဟုရဘူးလို့ပြောတာမဟုတ်ဘူးလက်ရှိဘဝမှာအာဟုစရာတွေကရှိနေကြတယ်ဘာတွေရှိတော့လက်ရှိဘဝမှာအမေဖေရှိတယ်မိသားစုရှိတယ်ဆွေတွေမျိုးတွေရှိတယ်ကိုရှာထားတဲ့ပစ္စည်းဥစ္စာတွေရှိတယ်အာဟုစရာတွေကများနေတယ်နော် တမလွန်ဘဝသွားပြီဆိုရင်ဘသူလိုက်အောင်လဲကုန်နဲ့ဘသူကမလိုက်ဘူးနော်ဘသူကမလိုက်လို့ပတ်စံတို့ကြီးနဲ့သွားမလားလို့ဆိုတပြားမှရမှာကရောကတော့နှိုက်ယူလိုက်လဲအောင်နော်ကရောကလည်းမလောက်တဲ့ကရောကပေးတာအဲ့တော့ကိုနဲ့အတူပါဖို့ဆိုတာဘာတစ်ခုမှမရှိဘူးကိုနဲ့အတူပါနိုင်တာတစ်ခုတည်းပဲရှိတယ်ကုသကံနဲ့အကုသကံ ဲ့တော့အာကိုရမှာတော့အကုသိုလ်ကံကတော့ကိုယ်နဲ့ကိုယ်နဲ့တူပါလာရင် ကိုယ်နှိမ့်စင်မှာကုသိုလ်ပါလာလို့ရှိရင်ကိုယ်အတွက်အကုသိုလ်ရဖြစ်မယ်တဲ့ဒါကြောင့်မို့ပရလောကသမိတမလွန်လောကရောက်တဲ့အခါမှာပုံညာနိကုသိုလ်ကောင်းမှုတွေဆိုတာပါဏိနန္တရဝါတို့ရဲ့ပဋိဋ္ဌာတိယမိယအာကိုရတွေဖြစ်တယ်လို့ရသော်ဖျားဒီလိုဟောတယ်အဲ့ဒါဒီဒေသနာတော်ဟာကံတရားနဲ့ပတ်သက်ပြီးရသော်ဖျားပြည့်ပြည့်စုံစုံဟောထားတာ ။တန်ရတ္တနိကာယမှာမြတ်စွာဘုရားဟောထားတဲ့ဒေသနာတော်တစ်ခုပဲ။အဲ့ဒီဒေသနာတော်ကိုအဲဒါမှတ်သားထားပြီးတော့ကိုယ့်ရဲ့တဘောတာတသက်တာကာလမှာဒီလိုအခုလို လူကြီးတန်းကြီးပေးမှမဟုတ်ဘူး။နေစဉ်ဘဝမှာဒီဒေသနာတော်ကိုတည်တည်ချာချာနှလုံးသွင်းပြီးတော့ငါတို့ဟာ ကိုယ့်ကိုမျက်နှာတမိုထားတယ်ဆိုရင် အကုသိုလ်ရှောင်အောင်မှ ဖြစ်တယ်ကုသိုလ်တရားကိုကြိုးစားအထောက်အအောင်မှဖြစ်တယ်ဆိုတာ ကိုစီကိုစီတတိထားပြီးအကုသိုလ်ကိုရှောင်ရှားခြင်းကုသိုလ်တရားမိမိတို့ရင်ထဲမှာဖြစ်ပွားခြင်းဆိုတဲ့ဒီလုပ်ငန်းနှစ်ရပ်ကိုတည်တည်မှတ်မှတ်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်တည်း